DVB Digital Fast တရုတ်တိတိတုဒမမင်းအောင်လှိုင်တက်ရောက်မင်းကုန်းပြောကြပြီးဂုံဒူးဆောင်တစိမ့်များကိုချင့်မြင်အနှင်ပေးပါတယ်ရှင်ရန်စစ်မြေပြင်မှာတည်ဆုံးခဲ့တဲ့ရာရှိစစ်သည်တွေကိုစစ်ကောင်းဆောင်ကသူရဲကောင်းမှတ်တမ်းဝင်တစိမ့်ပေးခဲ့ပေမဲ့အကျိုးခံစား권မရဘူးလို့တက်မိသားစုဝင်တွေစီကသိရပါတယ်တက်မလို့ဆိုင်ရာစွမ်းရည်တက်တိဂုံဒူးဆောင်တစိမ့်သူရဲကောင်းမှတ်တမ်းဝင်တစိမ့်ရရှိတဲ့ရာရှိစစ်သည်တွေအနေနဲ့ဝိသက်ကြီးမာယွန်းနာ မိဘနာမည်မှားရနာတွေကိုအခြေခံကတိုင်းစစ်ဌာနချုပ်ကမပေးဘူးလို့တပ်မိသားစုဝင်တယောက်ကပြောပါတယ်။ခမရဆစ်ချစ်ကဘိုးကြီးကြောကြောခန့်ဆိုရှေ့ထဲမှာကြားတယ်။အဖေနာမည်ကနှမျိုးဖြစ်နေလို့သူရဲ့ကောင်းမတန်းဝင်တစိမ့်ရတာတောင်တိုင်းမှုကမပေးဘူး။တရင်ကထောက်ခံပေးရတော့မရဘူး။သူ့ဖေကလည်းစစ်သားပဲ။ရမခါမှာကြားလို့ပြောပါတယ်။တမရကာကွယ်ဦးစီးချုပ်ကသူရဲ့ကောင်းမတန်းဝင်တစိမ့်ရရှိသူဘိုးချုပ်တူ89ကျင်းမြောက်လွတ်လပ်ရေးနဲ့အမိန့်ကြညာစာမှတ် နှစ်မြင်ဆောင်2025မှာဘူဤကျော်ကျော်ခန့်ဟာသွေးကောင်းမတန်းဝင်တစ်စိတ်ရရှိခဲ့ပြီးအမေဖြစ်သူနာမည်ဟာဒေါ်တင်တင်အေးခဒေါ်တင်အေးဖြစ်နေတဲ့အတွက်အပေးတာလို့မိသားစုဝင်နဲ့နှီးဆက်သူတယောက်ကပြောပါတယ်မတ်လ23ရက်နေ့အမေဂျညာစာအမှန်နှစ်မြင်ဆောင်25မှာလဲသွေးကောင်းမတန်းဝင်တစ်စိတ်ရခဲ့တဲ့တခြားအဆင့်တူလဲဖခင်ဖြစ်သူနာမည်မာယွန်းနေလို့ခန်းစားခွင့်ရရှိရေးအတွက်လုပ်နေရတယ်လို့မိသားစုဝင်နဲ့နှီးဆက်သူကပြောပါတယ်ဒီလိုပဲမတ်လ23ရက်နေ့မှာအမေဂျညာစာအမှန် နှစ်မြင့်ဆောင်2025မှာသူရဲကောင်းမတန်းဝင်တစိမ့်ရခဲ့တဲ့အခြားစစ်တအူးမှာလဲဖခင်ဖြစ်သူနာမည်မှားယွင်းနေလို့ခန်းစားခွင့်ရရှိရေးအတွက်လုပ်နေရတယ်လို့မိသားစုဝင်နဲ့နှိစက်သူကပြောပါတယ်။သူရဲကောင်းဘွဲကစာရိုက်ပေါ်မှာပဲရတာ။ရတဲ့သူအများစုကလည်းလူလောကမှာမရှိတော့ဘူး။ဒီလိုစွန့်စားပြီးရတဲ့ဘွဲကိုတော့ခန်းစားခွင့်ပေးကန်ဒီလိုက်စီးစစ်နေတော့နောက်ဆိုစစ်တပ်အတွက်ဘယ်သူမှအသက်ပေးပြီးတိုက်မှာမဟုတ်ဘူးလို့မိသားစုဝင်နဲ့နှိစက်သူကပြောပါတယ်။နှစ်80ပြည့်တော်လိုင်းနေမှာစစ်ကောင်းဆောင်က စစ်သည်2596ရောက်ကိုတစင်းမြင့်ယာရုတိုးပေးပေမဲ့အောက်ခြေတည်ရင်မှုတွေကနီးစက်ရသူတွေကိုရွေးပေးလို့တပ်တွန်းမှာဝေမှန်မှုတွေထွက်ပေါ်နေပါတယ်နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတက်မတော် ကာကွယ်ဦးစီးချုပ်နဲ့ဖွဲ့ဝင်များသည့်တက်မတော်စွန့်ရင်တတိဆိုင်ရာဂုဏ်သူဆောင်တစိမ့်များရရှိခဲ့တဲ့အရာရှိစစ်သည်များအမွေခံများနဲ့အတူအမတ်တရာစုပေါင်းဓာတ်ပုံရိုက်ကြပါသည်